ပန်ဒချီဒူယူဇေယကပချောတော်ပြီချက်ကနေစာအုပ်ကနေဒီဘယ်လိုဖြစ်ရသည်မစင်ဖီလီတော့ဆွေးမလို့ပါတောင်းမြကန်ကုန်ပြီကိုယူနေကားရရီမြန်မာကပုံကြီးစတန်ဒတ်ချီတောက်ဆက်ခွဲခဲ့ပြီအားလုံးပဲမင်္ဂလာပါဒေါ်လန်ပြည်သူပေါင်းနှလုံးစိတ်ဝဲအေးချမ်းပါစေအာနာရှင်ကိုနေပဲတိတိတိတတိတိရနေပြီးတော့တွန်းလှန်နေကြတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်များနဲ့တူ တိုင်းသားညီကိုမော်လမများအားလုံးခလုတ်မတိစုမညီပါစေနဲ့လို့ဥစွာဖမစုမကောင်းတောင်းပါရယ်ရှေ့ရတချင်းလေးကိုတော့အာအညီနားထောင်ပြီးွားပြီဆိုတော့ထပ်ပြီးတော့တင်ဆက်ပါမယ်เนาะပြည်သူတွေအာတနေ့တာအာနိုင်ငံရေးလူမှုရေးစီးပွားရေးမိသားစုရေးတွေနဲ့ဒီကြားထဲမှာမှကျွန်တော်တို့ကဒီအာနာယူရဲ့ကြားဖြန့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ စိတ်နှလုံးမချမ်းမြေ့စရာတွေရည်စရာတွေလည်းပါတာပေါ့နော်ဒီကောင်ဒီမေးဆွေနေတာတွေကရည်စရာတွေလည်းပါတယ်ဒါတွေကိုကြည့်ပြီးတော့ပင်ပန်းနေကြမယ်ဆိုတော့သိပါလေအဲကျွန်တော်အစီအစဉ်ကိုကြည့်ပြီးတော့ခိတခဏပင်ပန်းတာတွေပြပြဖို့အတွက်တော့အတတ်နိုင်ဆုံးကြိုးစားပြီးတင်ဆက်ပါမယ်ဒီအဲဒီအပြင်ကိုကျွန်တော်အပြည်သူတွေနဲ့အတူအကိုမြင်လာလေးတွေကိုတွေ့တာလေးကိုတိတဲ့လောက်အတွေးခေါ်လေးတွေနဲ့လည်းပြည်သူတွေနဲ့ဖလှယ်ပါမယ် အဲ့တော့ကျွန်တော်တို့ဆရာညီမင်းညူရဲ့ကြပြတပုတ်တည်းကလို့ပြည်သူတွေကတော့ဒီချိန်ဒီကာလမှာတကူလုံးနာနေတာဆိုတော့ဘယ်နေဟာနာတယ်လို့ပြောရမလဲဆိုတဲ့အချိန်ကာလတစ်ခုဖြစ်နေတာပေါ့နော်လက်ရှိမှာလည်းကျွန်တော်တို့မင်းအောင်လိုင်ကနေဆက်ဒေတာတွေမှာဒီ GN နဲ့ဂျိုးစီဝါတစ်ခုလောက်ပြီးတော့ဒီလောက်စီရင်မွေးတည်ဒုက္ခရောက်နေတဲ့အတိုင်းပြည်မှာ တည်သူတွေကိုကြားဖြန်တဲ့ဒုက္ခပေးတယ်ဇော်မဲလုံးကလည်းကမူးရှူးတို့နဲ့ကြောင်ကြမ်းတဲ့မျက်စိတငယ်နားတငယ်နဲ့ထညင်းလာတယ်ရှိတယ်ပေါ့နော်ကျွန်တော်အမေရိကန်ကလည်းအထူးအစုံစမ်းစစ်ဆေးရေးဖွဲ့ကိုဆေးလွတ်ပြီးတော့ဒီကြားဖြန်တွေကိုနှိမ်နင်းမှုလုပ်တဲ့အခါမှာဒီကောင်တွေကြောက်ချီးပန်းနေတာရှိပါတယ်အဲ့တော့ဒါပါလောလောဆယ်တော့အဲကျွန်တော်ချစ်ရတဲ့ဒေါ်လန်ပြည်သူတွေ ခဏတာကျွန်တော်စိတ်ပန်းပြေဖို့အတွက်တခြင်းလေးတစ်ပုဒ်ဥစ္စာဗြဟ္မအတူတူနားဆင်အောင်ပါဒီတခြင်းလေးကတော့ကျွန်တော်တို့အများကအာနာရှင်ကိုကလိကလိဖြစ်အောင်လူပညာနဲ့တန်စင်နေတဲ့တော်လန်နေတဲ့ကျွန်တော်တို့ချစ်ရတဲ့ဘိုးတော်ဇော်ရဲ့တခြင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော်ဘိုးတော်ဇော်ရဲ့တခြင်းတွေအရန်အာဂေါ်တယ်ပေါ့နော်အရန်မိုက်တယ်အဲကျွန်တော်အိုက်ထဲရမှာဘိုးတော်ဇော်ရဲ့တခြင်းတွေကို ဆက်လက်ရှင်ရွေးပြီးတော့ပြည်သူတွေကိုတင်ဆက်ဖို့အတွက်ကြိုးစားနေတဲ့အစီအစဉ်လေးရှိပါတယ်ကျွန်တော်မီဒီယာအဗန်လေးလုပ်ပြီးတော့အာအာနာရှင်ကိုတယောတဲ့တယောတဲ့တခြင်းနေနဲ့တူကျွန်တော်တို့ quality တခုရှိတဲ့ဂျိုက်ကူးကြီးကိုတေချာပြင်ဆင်ပြီးတော့တင်ဆက်ဖို့အတွက်ကြိုးစားနေပါတယ်ဘူရောစော်စီရလည်းအဲတခြင်းကောင်းတွေကိုသူကတော့သူရေးတဲ့အခြင်းတွေကတော့ကောင်းပြီးသားပေါ့เนาะကျွန်တော်နဲ့ใกล้ညီမဲ့တခြင်းတွေကို ရွေးထားပါတယ်မကြတဲ့အချိန်မှာတင်ဆက်ပါမယ်ဒါကကြောင်ညာတစ်ဖြတ်ပါအဲ့တော့ဟိုတလောကကျွန်တော်တို့အရခတ်တော်အေးအေးကွက်တိပြစ်လိုက်တဲ့လက်နက်ကြီးကိုထိမှန်ပြီးတော့ငရဲပြည်ကိုကျွန်တော်တို့အခမဲ့သွားခဲ့ရတဲ့ကောင်းတီကိုတယောထားတဲ့အချိန်မှာကျွန်တော်တို့ဓာတ်ပုံရိုက်မယ်ဝါရပြတ်မယ်ဆိုပြီးတော့သူတို့လုံနေတဲ့အချိန်မှာတက်တက်ကြတဲ့လက်နက်ကြီးတက်တက်ကြပြီးတော့ရှော့ရတဲ့ကောင်းတီကိုဘိုးတော်ဆိုတာဘလို့ ထပ်ပြီးတော့ကလစ်ကလစ်ဖြစ်အောင်တယောထားလဲဆိုတော့အတူတူနားဆင်ကြည့်အောင်ပါခင်ဗျာရဲဘော်ရီတန်းစီဓာတ်ပုံရိုက်ကြညီလို့ညီရပါတယ်ပေါ်ရတန်းစီတပ်ပေါ်ရကြမည်လောဘကရဲ့ချစ် மட்டங்காலதி தோளுன்னு பெல்லன்னு அன்று பண்டச்சி தூயுதையா கப்பா சோத்தாடி சேக்கனே சாவுக்குன்னு இவெல்லோ பியாதி செஃபிலி நான் சுயமல்லோ அத்தோமியோ கங்கோமி கோயுன்னு காயாவி நிம்மாக போங்கி ஸ்டேண்டச்சி தோசர் பேகேதி Show me a letter, what way show me there? ရှိတို့တိုက်စင်ထုတ်ပြန်လေကြည့်ပင်ကြီးဟဲ့တဲ့ကွယ်အမီးမင်းကြီးဆိုမိုးရပဲညမရှိမဲအမီးမွေးကြစားရင်လက်ဆုပ်ကျူရီကလေရေပေါ်ရတန်းစီဓပ်ပုံရိုက်ကြမည်တော့ဘုကရေးကြည့်ဒီမှတ်တမ်းကောင်းလို့ဒီတုံးလုံးနဲ့ပဲလည်းနဲ့ဟန်ရပန်းနဲ့ချီဒုံယူစေရကပကြောသွားပြီချက်ကနဲ့စာအုံးကနဲ့ဒီဘယ်လိုဖြစ်ရသည်

အဲ့တော့ကျွန်တော်တို့ဝါရဖြတ်မှုအတွက်စက်ပြီးဆွဲပြီးတဖုံရိုက်မယ်ဟာဘူးစောက်မျိုးကန်းကုန်ပြီဆိုပြီးတော့တေရထားတဲ့တန်စင်ကိုနားဆင်ပြီးတော့နည်းနည်းတော့ကြည်နူးမယ်ပြုံးမိမယ်လို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လောလောဆယ်ထက်နောက်ထပ်တင်ပြရမယ်ဟာကတော့တသက်လုံးလေဒီကောင်တွေကဗျာဘောမလာတဲ့ကောင်တကောင်เจ้าမှာအသက်တာကြီးပြီးအုံနောက် ကြီးမလာဘူးပေါ့နော်အဲ့ဒီကောင်တယောက်ရဲ့အเจ้าမှာတော်တော်များများတော့ကြည်ပြီးတော့ပါပြီအဲကျွန်တော်ကလည်းဒီလို့အစီကျွန်တော်အစီအစဉ်မှာကျွန်တော် channel မှာအပြည်သူတွေကဒီကျုပ်တန်ဖိုင်တွေမတင်ဖို့တော့ပြောကြတယ်တောင်းဆိုတယ်အဲဒါပေမဲ့ကျွန်တော်အများနဲ့ပြောပြပါတယ်ဒီကောင်ဒီဝါရပြန့်ချီတဲ့ကျုပ်တန်ဖိုင်တွေတက်လာတိုင်းပေါ်လာတိုင်းဒီတောက်ခွက်တွေကျွန်တော်တို့ စကရင်ပေါ်မှာပေါ်လာတိုင်းကျွန်တော်တို့ပြန်တုတ်ပြန်มาရမယ်မဟုတ်ရင်ဒီကောင်းนี่ပြောတဲ့ဟာကနိုင်ငံကြီးနဲ့နည်းနည်းဝေးပြီးတော့စာဝတ်နေเนาะကျွန်တော်တို့ကြံတဲ့မိသားစုအရေးတွေဖြည့်ရှင်းနေရတဲ့လူတွေကဒီကောင်းนี่ရုပ်တွေစကရင်ပေါ်မှာပေါ်လာလို့ရှိရင်အမှန်လို့ထင်ပါလေနောက်ဒီစစ်တပ်အဝင်းဝိုင်းဒီစစ်ရှုံးခေါ်စီအဝင်းဝိုင်းတို့နောက်ဒီကောင်းนี่ကြံ့ခိုင်ကြီးအဝင်းဝိုင်းရံကောင်းတွေက မှန်လို့ထင်ပြီးတော့ဒါကြီးကိုဘဝလို့ထင်နေကြတာတော့ကျွန်တော်တို့ကပြန်တုတ်ပြန်မှရပါမယ်အဲ့တော့ကျွန်တော်တို့အသက်ကြီးပြီးအုံနောက်မကြီးတဲ့အသေးကောင်းပေါ့နော်နေအောင်နေအောင်ရဲ့ရုပ်တံဖိုင်ကိုဘလောက်စောက်သုံးမကြလဲဆိုတာကိုအတူတူကြည့်ရအောင်ပါအာနာပါနာနဲ့ခဏကြည့်ပြီးဖို့အတွက်လေးလေးစားစားတောင်းပန်ပါတယ် ဒီကျေးဇူးရှိတဲ့လူဆိုတော့ရရမလားစစ်တပ်ကျေးဇူးကျွန်တော်မှရှိတယ်လေကျောင်းစစ်တပ်ကိုပြောတာနော်ကိုလိုပေးတာပြာတီုံပေးတာဒီစစ်တပ်ကဒင်းရုပ်စစ်တင်းချမ်းကနေပြီးတော့မှကျွေးတဲ့ပေးတဲ့ပတ်စံနဲ့ BSC MSC နှစ်ဘွဲရအောင်လုပ်ခဲ့ရတာဒီစစ်တပ်ကျေးဇူးကျွန်တော်မေးလို့ရမလားစစ်တပ်ကောင်းတာမကောင်းတာကျွန်တော်သိအဲ့ဒါမင်းစောက်ကိစ္စလေးစစ်တပ်ကောင်းတာမကောင်းတာကျွန်တော်မသိဆိုတာတော့တော်တော်ကိုအုံနောက်မဲ့လုံးဝကြည့်တယ်ဗျလူကလည်းမငယ်တော်ဘူးဗျဒီဘဲတွေက သူ့ဘောမှာယေရှုရှိတဲ့အတွက်သူလိုက်လာတယ်စစ်တပ်ကောင်းတာမကောင်းတာကျွန်တော်မသိဆိုတာတော့တော်တော်ကိုညံ့ရင်နေပါလို့မှာလို့တော့ဒီယေရှုတရားကိုတော့ဆက်ဖို့ကျွန်တော်မှတာဝန်ရှိတယ်ဒီအတွက်ကြောင့်မလို့ပြည်ခိုင်ပြိုပြည်ပြိုပဲလာတယ်စစ်တပ်ကပဲလာတာပဲလေဒါကြောင့်မလို့ကျွန်တော်လိုက်ခဲ့တယ်ဒီမှာပါဝင်ရွေးကောက်မဲ့လူတွေကလည်းကောင်းကြတယ်ဘလို့စစ်တပ်ကလာရဲကဘလို့တော့ကောင်းတော့မှာလဲ စစ်တပ်ကလာတယ်ဆိုတော့ဘယ်လိုလုပ်ကောင်းတော့မှာလဲတင်ပေါင်းများစွာခိုးလို့ရတာကြီးခိုးတယ်ဒီ uniform ဝတ်ပြီးခိုးတယ်အဲ့တော့အားမရတော့ဟိုအရက်သားဝတ်နဲ့ uniform ချွတ်ကြပြီးတော့တက်ခိုးဖို့စူးစမ်းနေတယ်ဘယ်လိုလုပ်ကောင်းတော့မှာလဲမှန်တယ်ထင်လို့ထောက်ခံတယ်မှန်တယ်လည်းကြောက်တာပေါ့ကိုစိုက်တဲ့စဘာကိုရိတ်ရမှာအဲ့ကျတော့ထွက်မပြေးနဲ့ကားလက်ဆောင်ပြေးရင်တော့အများကြီးပြေးရမလို့ရ ပြောနေတာတခုပဲရှိတယ်ကျွန်တော်အင်မတန်ချစ်တယ်ကျွန်တော်အင်မတန်မျက်နှိုးတယ်ကျွန်တော် ပြန်လေးစားရတယ်ဆရာမကြီးတော့ပြောပြပြစကားလေးကိုပြောမယ်မာမဘာမငါနိုင်ငံဟုတ်ပြီနော်ဆိုးဆိုးမဆိုးတော့ငါလူမျိုးနောက်ဆုံးကောင်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 းငါကောင်းဆောင်ပဲတော်တော် စိုးစိုးဝါးဝါးအတွေးခေါ်ပါဒါမျိုးကဒီကောင်ဒီနယ်လဲ့ပြီးတော့အခုဆိုလို့ရှိရင်စားဝတ်နေရေးအတွက်ရုန်းကန်နေရတယ်ပြည်သူဗျာဒုက္ခရောက်အောင်အစာရေအစာတွေဖြတ်ထားတယ်နော်အဲ့လိုဖြတ်ထားတဲ့သူတွေကအကြောက်လေးစေးချော်ရောင်းဟိုပတ်စံလေး9000ဒီ6800ပြီးပြီးတော့ဒီလိုနေရာတွေကိုဖိတ်တယ်ဖိတ်ပြီးတော့ဒီလိုဝါရမိုင်းလေးတိုက်တာတော်တော်ညွန်စရာကောင်းပါလေ မမမမငါနိုင်ငံကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်ဆိုတာတော့တော်တော်ရုပ်ပေါက်ပါတယ်ကျွန်တော်တို့မှာကောင်းမွန်နေကောင်းဆောင်နေရှိတယ်တိုင်းသားတိုင်းသားတွေမှာလည်းကောင်းမွန်နေကောင်းဆောင်နေရှိတယ်ဟလာကျွန်တော်တို့အလုံးကောင်းမွန်နေကောင်းဆောင်တွေအားလုံးကိုမတရားပြန်ပြီးဆွဲထားပြီးတော့ဒီလိုစကားမျိုးနည်းလဲပြီးရှောက်ပြောနေကြတော့တော်တော် ကျက်เสียကောင်းပါတယ်ကျွန်တော်တို့မတိုင်းသားခေါင်းဆောင်တွေဆိုလည်းအခုဆိုလို့ရှိရင်အရက်ကတော်တော်အေးမှာဆိုလည်းဗိုလ်ချုပ်ထွန်းပြနိုင်တော့ကရင်ဒီမှာဆိုလည်းကိုမာဝီတို့ဟလာအစရှိတဲ့ read တို့ဟလာအစရှိတဲ့ခေါင်းဆောင်တွေရှိတယ် KIA မှာဆိုလည်းဗိုလ်ချုပ်ကဝန်မော်တို့အစရှိတဲ့ခေါင်းဆောင်တွေအများကြီးနဲ့ကျွန်တော်တို့ Federal ကိုအကောင်းဆုံးခြိတက်မဲ့အချိန်မှာဒီလိုကောင်းမျိုးကရတယ်ကောင်းစရာမလိုငါခေါင်းဆောင်ပဲဆိုတာတော့ဒီဘဲက အသက်ကြီးပြီးတော့အုံနောက်မကြီးတဲ့ကောင်ပါโอเคပါအဲ့တော့ဆက်လက်ပြီးကျွန်တော်လူတွေလည်းနည်းနည်းဒီအာဟုစုကောင်ငရဲသွားမဲ့ကောင်တွေကြည်ပြွားပြီဆိုတော့အာယုံတော့နည်းနည်းနောက်သွားမယ်ထင်တယ်အဲ့တော့ကျွန်တော်တို့ဟိုတနေ့ရတော့ကကျွန်တော်လူငယ်တွေဖန်တီးထားတဲ့ဘောမတဲ့ကောင်တွေကိုတည်ရောထားတဲ့လှော်ထားတဲ့ခက်သမိုင်းကိုဘောဆိုင်ကြသူများဆိုတဲ့တချင်းကကျွန်တော်တွဲပြီးတင်တဲ့အဲ့မှာကျွန်တော်အကြောင်းတစ်ခုကြောင့် အဲ့ဒီအပုတ်ကိုကျွန်တော်ဂျူဂျူကနေဖြုတ်ချလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် channel မှာဒီလိုကောင်းမွန်တဲ့အမှုပညာတွေလဲထားခြင်းပါလေလူငယ်တွေရဲ့စူးစားထားတဲ့အာနာရှင်ကိုအမှုပညာတွေတည်ရောထားတဲ့အဲတချင်းတစ်ပုတ်ကိုဒီပြန်နားဆင်ကြည့်အောင်ပါအိုင်ဒီယာဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်များများမေးကြတယ်ဒီတချင်းလေးကိုတက်တက်နားထောင်ခြင်းနဲ့တက်တက်ပြန်တင်ပေးပါလား Facebook မှာဖြစ်ဖြစ်ပြန်တင်ပေးပါလားလို့ပြောဝိုင်းပြောကြတဲ့အချိန်မှာမှကျွန်တော်အကြောင်းတရားတစ်ခုကြောင့် ီတချင်းလေးကိုပြန်ဖြုတ်ချလိုက်ရတာပေါ့နော်အခုပြန်တင်ဆက်ပါမယ်အတူတူနားထောင်ကြည့်အောင်ပါ Hello နိုင်ငံသားရောက်ကိုကြီးတို့လားမြန်မာပြည်ကြီးကိုဆို Agent Low Navy ပြောလေလူငယ်ရေလက်တယောက်ကြံတိုင်းတစ်ပါးထွက်လေပြီမြန်မာပြည်ကြီးကိုဆိုရင်ငြိမ်းချမ်းသွားပါပြီဟုတ်လို့လားလေရင်တဲ့နေပုံတန်ကြမှာအိပ်ပျော်စား ော်မာရသွန်လက်ကျင်လို့ထားပါမြမပြန်လာပြေးဘာရင်တော့ရောမောင်တွေမှာလဲလဲရှောက်ခြင်းပါမြမပြန်လာပြေးဘာလို့လဲတော့ရိုးရဲ့ရွာဘာဖြစ်တော့ဒီတော့ကလည်းမတူတော့ဘူးဘာချမ်းပြောက်သွားလို့ဒီဘဘာကြီးကမတတိုင်းပဲကွာပြောခြင်းတော့ 扫灰。 ကလက်ကလက်ဖြုံးကလုံးမသာချက်ပြတုံးတဲ့ဘောမစိတ်ကအခုချိန်ကြီးကိုမှိုင်းပြီးပြီးတော့ကန့်နေတော့အလုံးမဝါရဖြန့်ဘူးကြီးပြီးသွားတော့ကွာငါတိတ်တိုင်းပြီးသွားချင်းငါတိတ်မဲဆွေလေလေတဖြုံနှခေါင်းကမင်းအို ဲ့တော့ကျွန်တော်တို့ကျွန်တော်အကြိုက်ဆုံးစာသားတွေအများကြီးပါတယ်ဒီချင်းလေးထဲမှာဆိုလေကျွန်တော်တို့ဒီကောင်တွေကပြောကြတယ်မလားနီးရတာကိုကြောက်ရတယ်ဒါမူတဏမူထားလို့နော်ဆိုလူကောင်းဆောင်ပြည်သူမိခင်မိတော်ဆန်းစုကြည်ပြောတဲ့စကားလိုပါဒါမှရှိတဲ့ဘက်ကိုရက်လိုက်ပြီပေါ့နော်ဒီတချင်းထဲမှာပါတဲ့စာသားကဥစဉ်ဝိုင်းတို့ဘလို့ယုံထွက်ခဲ့လေကြည်ဆိုတော့ ကျွန်တော်ဟိုတနေ့ကလည်းပြောပါတယ်ဒီတချင်းလေးတင်တဲ့နေ့ကလည်းပြောပါတယ်ဥစဉ်ဝိုင်းကြီးတို့ဆိုလို့ရှိရင်ကိုကျော်ကကိုမင်းမောက်ကောင်းကလွတ်မြောက်နေမိရနေပြီးတော့တောက်လျှောက်ဒီကောင်ကလူပညာနဲ့ရုပ်ရှင်တွေရိုက်ပြီးဒေါ်လာနဲ့တချင်းတွေဆိုပြီးဒေါ်လာနဲ့သူလူမှုကွန်ရက်စာမျက်နှာကနေပြီးတော့အဲသူအနာရှင်ကိုပြင်းပြင်းထန်ထန်ရှုံ့ချတာလေရေးတဲ့အခါမှာပြည်တွင်းမှာဥစဉ်ဝိုင်းကြီးတို့ကြံခဲ့တာပါတော်တော်ခဲရခဲစစ်နဲ့ လွတ်လွတ်လပ်နဲ့ဒီကောင်ဒီဘယ်ချိန်လာဖမ်းမလဲဘယ်ချိန်ပါဒုက္ခပေးမလဲဆိုတာကိုအဲကျွန်တော်တို့နေနဲ့အချိန်တစ်ခုကိုစောက်ပြီးတော့ရုံးထွက်ခဲ့ရတာပေါ့နော်ဒါကြောင့်ဒီဂျင်းထဲမှာပါတဲ့စာသားလေးလိုပဲဥစဉ်ဝိုင်းလိုဘယ်လိုရုံးထွက်ခဲ့လဲမင်းတို့ကြည်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်နောက်ဆက်ဆက်ပြီးတော့ဘာသွားတွင်းပြီလဲဆိုတော့ဒီဂျင်းထဲမှာဘောမတွေတပုံးကြီးပါတာပေါ့နော် မလွဲမရှောင်သာလို့ဆိုတဲ့လူတွေရောပျော်ပျော်ပါပါဘောမကြတဲ့လူတွေရောကျွန်တော်တို့မြို့တော်လိုက်အစမှာသူတို့မှအရေးရင်ဆုံးသူတို့မှအပြတ်သားဆုံးဆိုတဲ့လူတွေရောကြွေးကြော်တန်လေးနဲ့တို့ရေးပါညာပေါ့နော်။អော်ခဲ့တဲ့လူတွေရောတပြုံကြီးပေါ့နော်တစုတဝေးတွေတွေ့ရတာပေါ့။အဲ့လူကောင်တွေကဆုံးတော့ဒီအပိုင်းတွင်းမှာ ကျွန်တော်တို့ဇတ်တပင်လောကမှာမင်းသားတစ်ကောင်တင်းဆက်နေတဲ့အချိန်မှာစင်ပေါ်ငမူးလားငယူးလားမသိတကောင်တက်လာရယ်တက်လာပြီးတော့ခြေထောက်နဲ့ကန်တယ်လူကျွန်တော်တွေရောခြေထောက်နဲ့ကန်လိုက်တက်တောင်းပေးလိုက်ခြေထောက်နဲ့ကန်လိုက်တက်တောင်းပေးလိုက်ပေါ့နော်အဲဇမင်းသားကိုတက်တောင်းပေးတဲ့တက်တောင်းပေးပြီးတော့ဒီကောင်လည်းသွားကန်တာပေါ့ဒါမျိုးကြီးတွေ့ရတယ်အဲလူပညာလောကဟာဒီမင်းအောင်လိုက်လက်ထက်မှာတော်တော်ကိုစုပ်စုပ်ပြက်ပြက် ဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလိုဖြစ်စဉ်မျိုးမကြုံဘူးလားဆိုတော့ကျွန်တော်လည်းနေတကာလက်ဇရိုက်ပေါင်းစုံလူပေါင်းစုံနဲ့တွေ့ရတာကျွန်တော်လည်းကြုံဘူးတာပေါ့ဟာကားကောင်ကလည်းစင်ရှိတက်တက်မှာမူးပြီးတော့ထိုင်ဆဲနေတဲ့ကောင်တွေလည်းတွေ့ဘူးလေစေပေါ်အငိတ်ကနေတာကြီးယူစေပေါ်တက်ပြီးတော့စတေရှူစုပေးပါညာဆိုတဲ့ကောင်တွေလည်းတွေ့ဘူးတယ်အောက်ကနေဆဲတဲ့ကောင်တွေလည်းတွေ့ဘူးတယ်ကျွန်တော်တို့စိုးစိုးဝါးဝါးဆိုလို့ရှိရင်နေပြီးတော့ ရွှေတကုံပုံသူဖျားပွဲမှာကျွန်တော်တို့ဟာသာကောင်အညစ်ကတာဘဝမှာအဆိုးအဝါဆုံးပဲရှေ့မှာကအဲ့လိုအပွင့်တွေအခက်တွေနဲ့ကောင်တွေကလုံခြုံရေးယူပေးတာနော်အဲ့ဖျားပွဲကြီးမှာကျွန်တော်ဟာသာကောင်ကတော့ကျန်တဲ့ဘွဲ့တွေအကုန်အဆင်ပြေတယ်ကျွန်တော်တို့တပွဲပဲအဆင်မပြေတာအဲ့ဒါကို DJ ဖွင့် DJ ဖွင့်ဆိုပြီးတော့တတ်တက်ကြီးကိုနှောက်ရက်တဲ့ကောင်တွေနဲ့လည်းအဲတွေ့ဘူးတယ်ဒါပေမဲ့အဲ့ဒါတွေကဘယ်ချိန်မှာကျွန်တော်တို့အဆင်ပြေလာလဲဆိုတော့တဖြည်းဖြည်းနဲ့ဘယ်ချိန်မှာအဆင်ပြေလာလဲဆိုတော့ ပြည်သူဆိုရအုတ်ချုပ်တဲ့ကာလမှာဒါကျွန်တော်ဗတ်လိုက်ပြီးပြောတာမဟုတ်ဘူးเนาะလူတွေကအဲ့လိုမျိုးနှောက်ရှက်ရမှာတော့ကိုကြောင်တယောက်ယောက်ဒုက္ခရောက်မှာတော့အဆင်မပြေမှာတော့ဖျက်ဖြေတိဆတ်မှုပျက်စီးသွားမှာတော့ကိုထိမ့်သိမ့်လာကြတယ်ဗျအဲ့ဒါဒီအစိုးရလက်ထက်မှာကျွန်တော်တို့အညစ်ကလို့အကောင်းဆုံးချိန်ကအဲ့ကာလပဲတော့အခုတော့စင်ပေါ်တက်ပြီးတော့ကန်လို့ရတဲ့အခြေအနေတခုတောင်ရှိနေပြီဆိုတော့ဒါမင်းတို့တိုက်တဲ့မင်းတို့ကန်ပဲအဲတခြားနေရာတွေမှာ လာတိုင်းသားနေမြေဒီမှာအညာဒေတာမှာလေနဲ့ဘုံကျဲခံနေရတဲ့အချိန်လက်နက်ကြီးတွေရန်ပစ်တဲ့အချိန်ပါရာမော်တာနဲ့ကျဲနေတဲ့အချိန်ဒုံးနေတဲ့ကျဲနေတဲ့အချိန်မှာမင်းတို့ပျော်ပွဲရှင်ပဲတွေလုတ်ပြီးတော့ဒီလိုကနေကြရတယ်အောက်မှာလည်းရီဘော်စီစီနဲ့ပျော်နေကြတဲ့အခါကျတော့မင်းတို့ဒါမျိုးကတော့အကန့်ခံနိုင်ဦးပေါ့နော်ငါတို့ဒေါ်လာကြီးအောင်မြင်တဲ့တတိမှာတော့စီးနေကန်းနေဘလူးပျော်ပြီးတင်ဆက်မလဲဆိုတာကိုတော့အဲ့ချိန်ကျရင်အဲ့ချိန်ကျမှပဲပြောကြတာပေါ့နော်အခုတော့ ကျွန်တော်ဒီကြားပြန့်ကိစ္စကိုညင်းနေတဲ့ကောင်တကောင်ဒါဒီကောက်ဒီကောက်အကြောင်းတော့ကျွန်တော်သိမပြောတော့ရုပ်သက်ပိုင်းစက္ကန့်ပိုင်းလေးပါပဲခဏလေးကြည့်ခံပြီးကြည့်ပါအာဂျပူရဲ့ဖက်စစ်အာနာရှင်ဂျပူဖြစ်တဲ့မေအောင်လိုင်ရဲ့မူဒါဝါဒီဇော်မဲလုံးအဲကျွန်တော်တို့အမေရိကန်ကအထူးတက်ပွဲနဲ့နေနေမယ်ဆိုတော့အမေရိကန်ဆိုတဲ့အတန်တော်မထွက်ရဲတဲ့မိတ်အမေရိကန်အဂိမ်းပေါ့နော်အဂိမ်းရဲ့မျက်စိတငယ်နားတငယ်နဲ့ပြောထားတာဦး ဘောကမြန်မာလူပြောတာကိုမြန်မာလူစာတန်းထိုးပေးထားတာကိုကြည့်ပြီးတော့နည်းနည်းခွီကြည့်ပါဒါ리ကိုသုံးသပ်ကြည့်ရင်စိတ်တွေလောက်ရတယ်ဒီနိုင်ငံအနေနဲ့အမေရိကန်လို့ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုကြားဖြန်ဆိုတာထက် online လောင်ကစားမှုတိုက်ဖြန်ရေးဆိုတာထက်နည်းနည်းတဲ့ hidden agenda ဖြစ်ဖြစ်ပြောဖြစ်ဖြစ်ပြော hidden art တာ hidden art တာဒါအဲ့လိုပြောမှာနနေတဲ့နနေတဲ့လေးဝက်ရည်ရွယ်ချက်တခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ခဲ့ရတော့ရှုပ်တတ်ပါရောကြည့်ပြီးတော့ခွေရပါတယ်ဘာသာပြန်ထားတဲ့လူကလည်းမျက်လုံးတွေလည်းမကြည့်တော့အာကောင်းတွေကြောက်လာပြီးတော့ဟုတ်လဲဟုတ်ပါတယ်သူခင်ဗျာကျွန်တော်တို့ကြားပြတ်နေနေကြီးကိုကြားပြတ်နေနေကြီးလို့ မပြောရဲ့ရှောင်း online လေလေမှုတို့နောက်အဲ့နိုင်ငံကဆိုတဲ့အာမျိုးပေါ့နော်တကယ်ကိုတနာစရာတော်တော်ကောင်းနေပါပြီဒီကောင်တော်တော်တဖြည်းဖြည်းနဲ့ပြောရင်းပြောရင်းနဲ့တေးတေးတေးပြီးတော့ကျုပ်သွားတယ်လို့ရှိပါတယ်အဲ့တော့ကျေးဇူးများတင်ပါတယ်နောက်ဆုံးတင်ဆက်မဲ့အစီအစဉ်ရုပ်သံဖိုင်ကတော့ကျွန်တော်မှဘလို့ခေါင်းဆောင်ရှိခဲ့လေဆိုတော့အဲကျွန်တော်ကျွန်တော်တို့အတူတူကြည့်ရအောင်ပါ

It is not enough to turn a military regime into a civilian government. We have to turn ourselves into people fit to uphold a society where we do not need dictators to tell us what to do and where we will not allow dictators to tell us what to do. Sometimes we destroy our own freedom because it is the easy option. It is the easy option to listen instead of to struggle. It is the easy op option to make concessions rather than to stand up for what you know is right. In this way, we start by destroying our own freedom. When we talk about dictatorships coming to power, we have to look into how and why they managed to come into power.

ကြည်တိုင်းကြည်တိုင်းလွမ်းရပါလေ။လိုင်းဒီအတွက်ကိုပိုင်အခွင့်အရေးတွေကိုပိုင်လွတ်လပ်ခွင့်တွေချိန်ပေါင်းများစွာဆုံးရှုံးခံပြီးတော့နေရင်ကျေကျုပ်ဘဝရောအခုလက်ရှိမှာလဲမတရားပြန်ပြီးဆွဲခံထားပြီးတော့ပြည်သူနဲ့တသားတည်းရှိပေးနေတဲ့လူလူကောင်းဆောင်ပြည်သူမိခင်ကိုကျမ်းမာစေချင်ပါလေ ဒီဒေါ်လာရေးကိုလည်းအများဆုံးအောင်မြင်စေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒေါ်လာရေးအောင်တဲ့ခါကျမှကျွန်တော်တို့ခေါင်းဆောင်တွေကိုကြံရှိတဲ့ဘဝရဲ့အချိန်တွေကိုငြိမ်ငြိမ်ချမ်းချမ်းနဲ့အေးအေးဆေးဆေးဖြတ်တန်းစေချင်တယ်။ကျွန်တော်တိုင်းပြည်ကိုလူငယ်ပုံဖော်ကြိုးစားတာကိုကောင်းမွန်တဲ့အချိန်တွေတခုဒါတိုင်းပြည်အများကြီးဖွံ့ဖြိုးတိုးတက်ပြီးတော့တခြားနိုင်ငံတွေရဲ့ရင်ပေါင်တန်းနဲ့ ချိန်မျိုးတွေကိုဒီလိုကောင်းဆောင်တွေကိုလည်းမြင်စေခြင်းပါသေးတယ်။အဲ့တော့ဒီလောက်ပါပဲ။နောက်အစီအစဉ်ဒီမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးအာဘဝမောဒီပြပြောက်ပါစေ။အာနာရှင်လက်ကတွေအများဆုံးလွတ်မြောက်ပါစေ။ဒေါ်လာယူကိုမမေ့ဘဲနဲ့နေ့စဉ်နေ့တိုင်းနိုင်တဲ့ဘက်ကနေပါဝင်နေမယ်လို့လည်းယုံကြည်ပါရယ်ခင်ဗျာ။ကျေးဇူးများကြီးတင်ပါတယ်။